တို့အညာကို အစဉ်မြဲအားပေးချပါတော့တော်လန်ကလစ်ကာများအားလုံးပဲမင်္ဂလာပါရှင်။ဆရာကြီးများတန်တင်ပါတာပြန်ထားတယ်။လေလွင့်သူဆိုတဲ့ဝတ္ထုကို အပိုင်းနဲ့အနေနဲ့ဆက်လက်ပြီးတော့ဖျက်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီမှာကတော့အတော်ပါ အခန်းနှင်ဆရာတို့လင်မယားကကို အခန်းနဲ့ကိုနေကြတယ်။နှစ်ယောက်စလုံး80နာကတ်နေကြပြီချင်းနေ။ကြော်တော်ကြော်ပြီလားမဆိုနိုင်ဘူး။ဆရာတို့လင်မယားကို ကြည့်ရတာတော်တော်အသေးရဖို့ကောင်းတယ်။ကျွန်တော်အသေးရတယ်ဆိုတာဒီလိုပါ။ဆရာက ကျွန်တော်ကိုအချင်းကြည့်တယ်။လေးစားတယ်။ဒီအသက်အရွယ်ကြီးအထိဘာဖြစ်လို့များကြောက်เสียရလုံနေသေးလဲဆိုတော့ကျွန်တော်နားမလည်နိုင်ဘူး။ ။ဆရာကိုကြည့်တော့ခါကတော်တော်ကိုကိုင်းနေပြီ။ကျောင်းမှာစာတင်ရင်မြေဖြူတို့ဘာတို့လွတ်ကြသွားရင်တတော်နဲ့ကုန်းကောက်လို့တော့မရဘူး။ရှေ့တန်းမှာထိုင်နေတဲ့ကျောင်းသားတရားယောက်ကထပြီးကောက်ပေးရတာကြီးပဲ။အမှန်ကတော့ဆရာကိုအထင်ကြီးလေးစားလို့ကျွန်တော်ကဒီလိုထင်နေတာပါ။တကယ်တော့ဆရာလည်းလူပါပဲ။ကြွားတင်ဝါကျင်နာကလေးတွေရှိမှာပေါ့ဥပမာဆရာကြွားဝါရာကလေးတစ်ခုကိုကျွန်တော်ပြောရအောင်မယ် ။တခါတော့ငါဆရာကကျွန်တော်တို့ចောင်းသားတတိုက်ကို ချောကလက်ကြိုပြီးကျွေးကျွန်တော်တို့ချောကလက်စားနေတုန်းမှာဆရာကသူ့ဝယ်လာတဲ့နာဗာဂျိုဆောင်ကြီးကိုထုတ်ပြတယ်။သူနဲ့ဆရာကတော့အိန္ဒိယလူနီတယောက်စီကဝယ်လာတာတဲ့။အမှန်ကတော့သူ့ဆောင်ကဒီလောက်ကောင်းတဲ့ဆောင်လည်းမဟုတ်ပါဘူး။ဒါပေမဲ့ဆရာမနေနိုင်ဘူး။သူ့ဝယ်လာတာကို ထုတ်ပြပြီးကြွားပြစ်အောင်ကြွားလိုက်သေးတယ်။အသက်ကြီးလာပြီဆိုရင် ဘယ်သူဖြစ်ဖြစ်ဘာမဟုတ်တာလေးတွေကိုကြီးကြီးကျယ်ကျယ်လှုပ်ချင်နေကြသေးသလားမပြောတတ်ပါဘူး။ဇေယအခန်ကတကားပွင့်နေတယ်။ဒါပေမဲ့ကျွန်တော်ကြမ်းပြီးဝင်မသွားပါဘူး။ယဉ်ကျေးသမှုအနေနဲ့တကားခောက်လိုက်တယ်။ကျွန်တော်ဝင်သွားတော့ဇေယကတရေထိုင်ကုန်ကြီးပေါ်မှာစစောကကျွန်တော်ပြောတဲ့နာဘာဂျိုဆောင်ကြီးကိုခြုံလို့ကျွန်တော်ကတကားခောက်လိုက်တော့ဘယ်သူလဲဟဲ့ဟိုတင်လာလာလာလို့လှမ်းော်တယ် ဇေယဟာအတန်းပြေမှလဲလေတန်းခက်ကြဲကြဲပဲအခန်းထဲဝင်သွားတော့ငါလာမိတာမှားပြီထင်တယ်လို့ကျွန်တော်ဘာသာထင်လိုက်မိတယ်ဇေယကအက်တလန်ဒိတ်လာစင်မဂဇင်းကိုဖတ်လို့သူဝေးပချာလဲမှလဲဆေးပလင်းတွေဆေးလုံးတွေဆေးပြားတွေပြန့်ကျဲလို့အခန်းတစ်ခန်းလုံးလဲဘေးပယုတ်စီနန်ကထောင်းထောင်းထနေတယ်ကျွန်တော်ဟာနေမကောင်းတဲ့လူကိုတိတ်ဆောင်ခွင့်လေးမရှိတော့လဲ ဆရာအနာကိုလာရတာတော်တော်စိတ်ညစ်သွားတယ်။ပိုပြီးစိတ်ပျက်စရာကောင်းတာကဆရာဟာဟောင်းနှွမ်းနေတဲ့ရေချိုးဝှေ့ယုံကြီးကိုဝှက်ထားတယ်။ဝှေ့ယုံကြီးကလည်းတော်တော်ဟောင်းနေပါပြီ။သူ့မွေးကစားကလေးကဝှက်လာတဲ့ဝှေ့ယုံများလာတော့အောင့်မြင်ရတယ်။ကျွန်တော်ကလည်းတမျိုးအသက်ကြီးကြီးလူတွေညိအိအင်းကြီးကြီးတွေရေချိုးကဝှက်တဲ့ဝှေ့ယုံကြီးတွေကိုဝှက်နေတာမြင်စိတ်ထဲမှာတမျိုးပဲ။တိမ်မကြိုက်ချင်ဘူး။ ဝင်းဝင်းအင်းကြီးကိုရင်ပတ်ဟထားတော့သူတို့ရဲ့နံရိုးတွေရင်ကောင်းရိုးတွေက အပြိုင်ပြိုင်ပေါ်လို့ပြီးတော့ခြေထောက်တို့ ပေါင်နှံတို့ကလည်းပလွေရိုးကျနေတာပဲရေချိုးစိတ်တို့ပင်လယ်ကန်းဆက်တို့မှာအဖိုးကြီးအဖွားကြီးတွေရေချိုးဝင်းဝင်းကြီးတွေဝတ်တာကိုကျွန်တော်မြင်မှုတယ်ဘလို့မှကြည့်မကောင်းခြေထောက်တွေပေါင်နှံတွေက ဖြူရော်ရော် အမွေးအမြင်တို့ဘာလို့လဲမရှိဘူးပြောင်ချော့ချော့ရေညီကောင်းရင်လာစရာ ဆရာပေးလိုက်တဲ့ဆိုင်ရပါတယ်။ဘာဖြစ်လို့ပေးရတာလဲ။ကျွန်တော်လည်းနှုတ်ဆက်မှာပေါ့ဆရာ။နာဒလူចောင်းပြန်ဖွင့်ကျွန်တော်ចောင်းကိုပြန်လာမှာမဟုတ်တော့တဲ့အတွက်သူ့စီကိုလာပြီးနှုတ်ဆက်ဖို့စာကလေးတစ်စောင်ကျွန်တော်စီရေးထားတာကို။ထိုင်ကွာဆိုပြီးတရင်ပေါ်မှာတက်ထိုင်မှုလက်ညှိုးထိုးပြတယ်။ကျွန်တော်ကဝင်ထိုင် တုတ်ကွေးပဲနဲ့နေသေးလဲဆရာ။တိတ်မကောင်းသေးဘူးကွ။ကောင်းနေဆိုရင်ဘယ်ဒီလိုနေမလဲကွာ။ ဆရာကိုခေါ်မှာပေါ့လို့ဆရာကပြောတယ်။ဆရာကသူ့စကားကိုသူသဘောကျပြီးရဲနေတယ်။ပြီးတော့မှကိုကိုစူးစမ်းပြီးမတ်အောင်ထိုင်လိုက်ရင်ဘောလုံးပွဲမတော်ဘူးလား။ပွဲကတော့ပွဲကြိတ်ပွဲကောင်းမဲကွ။တော်ပါရဲ့ဆရာ။ကျွန်တော်ခုအဲ့ဒီကလာခဲ့တာ။ကျွန်တော်လဲလှန်တိုင်းအတင်းနဲ့နှင့်လေကမှနယူးယောက်ကပြန်လာတာဆရာ။အမလီဗျာသူ့ကရင်ကလည်းစိတ်မရှိလိုက်တာ ကြောက်ဆောင်ကြီးပေါ်တက်ထိုင်နေရတယ်လို့ပဲခဏကြာတော့ဆရာကမျက်နှာတီးသွားတယ်ဆရာဟာဒီလိုပဲရဲဆရာကိုတစ်ချက်လောက်သာ ပြောပြီးမျက်နှာပြန်တီးသွားတတ်တာချင်းပဲမင်းဒူเจ้าကိုပြန်မလာတော့ဘူးပေါ့ဟုတ်တယ်ဆရာမလာတော့ဘူးလို့စိတ်ကူးတယ်ဆရာဟာဘာမှမပြောဘဲခေါင်းတညင်ညင်လှုပ်နေတယ်စကားပြောရင်ကျွန်တော်ဆရာလောက်ခေါင်းလေးတညင်ညင်လှုပ်တတ်တဲ့လူမျိုးကို ကျွန်တော်တယောက်မှမတွေ့ဘူးသေးဘူး။ဘာဖြစ်လို့ဒီလောက်တောင်ခေါင်းတညညိလောက်ရတလဲဆိုတာတော့ကျွန်တော်လည်းမပြောတတ်ဘူး။တကယ်ပဲလေးလေးနက်နက်စဉ်းစားနေရလို့လား။ဒါမှမဟုတ် ကိုကောင်းနဲ့ကိုဖင်ကိုတောင် ခွဲကြမသိတက်လောက်အောင်ရိုးလုံးအလုံးနဲ့တူမို့လား။ဘာကြောင့်လို့တော့မပြောတတ်တော့မင်းအကြောင်းအကျင်းနဲ့တတ်တွေ့ရမှာဟုတ်လား။သူကဘာပြောလိုက်တလဲ။တွေ့ပါရဲ့ဆရာ။နှစ်နာရီလောက်ကြာပါတယ်။ ။ဘာပြောလိုက်တလဲ။ဘဝဆိုတာကစားပွဲချင်းနဲ့တူတယ်။ကစားပွဲမှာဝင်ကစားရင်သူစည်းကမ်းတွေနဲ့အညီကစားရမယ်။စသဖြင့်ကျွန်တော်ကိုဆုံးမတာပါဆရာ။ဒီပြင်တော့ထူ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 ဘာမှမပြောပါဘူး။ဘဝဆိုတာကစားပွဲချင်းနဲ့တူတယ်ဆိုတာကြီးကိုပဲပြောတာပါပဲ။ဟုတ်တာပဲ။တကယ်တော့ဘဝဆိုတာကစားပွဲချင်းပဲငါတပဲ။ဒီကစားပွဲကြီးမှာသူစည်းကမ်းနဲ့သူကစားရပေးလိမ့်မယ်။ဟုတ်ပါတယ်ဆရာ။ လာပြန်ပြီကျွန်တော်ဆရာကလည်းဘဝဆိုတော့ကစားပွဲပဲတဲ့ဘာကစားပွဲလဲကိုဘကအနိုင်ရအောင်ကောင်းကောင်းကစားနိုင်တဲ့လူတော်တွေကြီးရှင်တော့ဟုတ်တာပေါ့ဘဝဆိုတော့ကစားပွဲကြီးပေါ့ဒါပေမဲ့ကိုဘကလူညံ့လူလျှော်တွေကြီးရှိနေဒီကစားပွဲကြီးကဘာလို့မှလဲရှုံးနေတဲ့ကစားပွဲကြီးအလဲကကစားပွဲကြီးဆရာကြီးကမင်းမိဘတွေစီကိုစာရေးအောင်မထည့်လား တနင်္လာနေ့ကျရင်ရေးမယ်လို့ပြောလိုက်ပါတယ်ဆရာမင်းကောမင်းကိစ္စနဲ့ပတ်သက်လို့အိမ်ကိုစာရေးပြီးပြီလားမြေတော်ဆရာဗုဒ္ဓဟူးနေ့ညအိမ်ပြန်ရောက်တော့မှပဲအကျိုးအကြောင်းကိုပြောပြတော့မယ်မင်းမိဘတွေကဘာပြောမယ်ထင်တယ်လဲသူတို့ကတော့ကျွန်တော်ကိုစူးကြမှာပေါ့ဆရာကျွန်တော်ကြောင်းပြောင်းတာလေးကြောင်းတော့ရှိနေပြီဆိုတော့ကျွန်တော်ကိုစိတ်ဆုချမှာပေါ့ကျွန်တော်ကောင်းရံခဲ့ခိုးလေးကောင်းကိုတွတ်တွတ်ခအောင်ရမ်းလိုက်မိတယ် ကျွန်တော်စကားပြောရင်ကို့လူဆိုတဲ့စကားကို ကို့ဘာသာကို မကြခဏသုံးတက်တယ်။ကျွန်တော်ကဝေါ်ဟာရမကြွေတာလဲပါတယ်။တခါတလေမှကျွန်တော်ဟာ ကျွန်တော်အသက်ထဲငယ်နေပုံပေါက်လို့လဲပါတယ်။အဲဒီတော့ကကျွန်တော်က16နှစ်အခုဆိုရင်18နှစ်။ဒါပေမဲ့ကျွန်တော်ဟာ73နှစ်သားလေးလို့နေတော့မယ်။ရေစရာတော့ကောင်းတယ်။ကျွန်တော်ကိုကြည့်လိုက်တော့ အရက်က6ပေ2လက်မှခေါင်းကလည်းတစ်ခေါင်းလုံးဖြူဖွေးနေပြီ။ တကယ်ပြောတာကျွန်တော်ကောင်ရဲ့ဘယ်ဘက်ချမ်းမှာဆိုရင် စပင်ဖြူတွေတန်းချီပြီးအောင်ရှိလိမ့်မယ်ထင်တယ်ကောင်တချမ်းဖြူတာဟာခုမှမဟုတ်ဘူးကျွန်တော်ငငယ်လေးကတည်းကဖြူတာဒါတောင်မှတခါတလေမှာကျွန်တော်ဟာ၁၂နှစ်သားလေးတယောက်လုံးနေတော့ထိုင်တော့မယ်တဲ့ကျွန်တော်အဖေကပြောတယ်ဒီစိတ်တစ်ပိုင်းတော့မှန်ပါလိမ့်မယ်ဒါပေမဲ့အကုန်လုံးတော့မမှန်ဘူးခင်ဗျခက်တာက လူတွေဟာသူတို့ပြောဆိုတာအကုန်မှန်တယ်လို့ကြီးထင်နေကြတယ်။ကိုယ်အတန်နဲ့လိုက်အောင် နေအောင်လို့လူတွေကပြောကြပေမဲ့ကျွန်တော်သူတို့စကားကိုအရေးလုံးမနေနိုင်ဘူး။အဲတခုတော့ရှိရဲ့သူတို့ပြောဖန်များလာတော့နည်းနည်းနားညည်းတယ်။တခါတလေတော့လေကျွန်တော်လူကြီးလို့ကောင်းကောင်းမွန်မွန်နေပါတယ်။ဒါပေမဲ့ဒါကြတော့သူတို့ကအတိမမပြူကြဘူးခင်ဗျ။မသိတယ်လို့လုံနေကြတယ်။လူတွေဟာကောင်းတာလုပ်ပြီဆိုရင် ိမ်မတိချင်အောင်စောင့်တက်ကြတယ်။အတိအမှန်မပြုတ်ချင်တက်ကြဘူး။ဇရာကခေါင်းလေးတညင်ညင်လှုပ်နေတယ်။သူ့လက်ကနှာခေါင်းစီကိုရှောက်သွားတယ်။ကျွန်တော်ထင်တာကတော့နှာကလေးတို့လောက်တုတ်နေတယ်ထင်တာပေါ့။ဒါပေမဲ့မဟုတ်ဘူးခမ ्या ။နှာခေါင်းကိုနှိုက်နေတာ။အခန်းထဲမှာကိုတပည့်တယောက်တည်းရှိနေတော့ဒီလိုလှုပ်တာဟာအရေးမကြီးဘူးလို့ထင်မှုရပါတယ်။ဟုတ်ပါတယ်။ကျွန်တော်ကလည်းအရေးမကြီးပါဘူး။ တို့တော့ကိုရှိမှာနှာခေါင်းကိုနှိုက်နေတာမြင်တော့နည်းနည်းယူနာပေါ့ခင်ဗျာကျောင်းဆရာကြီးနဲ့လက်တွေ့တုန်းကမင်းအဖေရောအမေရောနှစ်ယောက်စလုံးငါတွေ့လိုက်ရပါတယ်တော်တော်အထက်တန်းချတဲ့ပုံကိုယ်တွေပဲဟုတ်ကဲ့သူကတော့အထက်တန်းချတဲ့ကျွန်တော်ကတော့အဲ့ဒီစကလုံးကိုတော်တော်မုန်းနေအရင်မုန်းနေလောကုစကားလို့ထင်တယ်လေအဲ့ဒီစကလုံးကိုကြားရတိုင်းကျွန်တော်စိတ်ထဲမှာတမျိုးကြီးပဲ ဒီတုန်းမှဆရာဟာကျွန်တော်ကိုတခုပြောတော့မဲ့ပုံနဲ့ကိုကိုမှတ်လိုက်တယ်အမှန်တော့တမင်လန့်ချီပေးလိုက်တာပါဆရာဟာသူ့အနားမှာရှိတဲ့အတလန်တိတ်လာစင်မဂဇင်းကိုကျွန်တော်ပြီးအိယာပေါ်ကိုလှမ်းပစ်လိုက်တယ်ဒါပေမဲ့ဂရင်ပေါ်မရောက်ဘူးခမနှစ်လက်မှလာလွဲသွားပြီးဂရင်အောက်ကိုကျသွားတယ်ကျွန်တော်ကထိုင်ရကထားကောက်ပြီးဂရင်ပေါ်ကိုတင်ထားလိုက်တယ်ကျွန်တော်အခန်းထဲကထွက်ပြေးခြင်းနဲ့ ကျွန်တော်ကိုအော်အားရဲအရှိကြီးပေးတော့မယ်ဆိုတော့ကျွန်တော်တိလိုက်ပြီလေဆရာပြောတဲ့စကားတွေအဆုံးအမတွေနဲ့ပတ်သက်လို့ကျွန်တော်ဘာမှမပြောလို့ပါဘူးဒါပေမဲ့လေးရှိတာရေအခန်းထဲကဘိပယုတ်စီနဲ့ကြီးတထောင်ထောင်ထားနေတာရေကိုကျွန်တော်မခံနိုင်ဘူးပြီးတော့ညောက်ဝအင်ကြီးကြီးလို့လို့ရေချိုးပေးဝတ်တဲ့ဝတ်ရုံကြီးလို့လို့အင်ကြီးမျိုးနဲ့ကိုယ့်ရောက်ကာယဖြစ်နေတာကိုလည်းကျွန်တော်မကြည့်ချင်ဘူးကျွန်တော်ထင်တဲ့အတိုင်းပဲ လာပါပြီခမဩဝါဒရှေးကြီးဘလို့ဖြစ်တာလဲကွဒီတပတ်ဆာမွေးပွဲမှာမိဘနဲ့ဘာသာဖြစ်ရတလဲဆေးရလေတန်းကခါတိုင်းလိုချွတ်ချွတ်တသားတော့မဟုတ်ဘူးခမနည်းနည်းတင်းနေတယ်လို့ထင်တယ်ငါဘာသာပါဆရာငါဘာသာမှာဘယ်နှဘာသာကြတလဲကျွန်တော်ဂရင်ပေါ်မှာနေရာရွှေ့ထိုင်လိုက်တယ်ဒီလောက်မှာကြောတဲ့ဂရင်ကို ကျွန်တော်ဖြစ်ဒီတစ်ခါပဲတွေ့ဘူးသေးတယ်လို့ထင်တယ်လေးဘာသာကြပါရဲ့ဆရာ အင်္ဂလိပ်စာကတော့လွတ်လွတ်ကျွတ်ကျွတ်ကြီးအောင်ပါရဲ့ဆရာကျွန်ုပ်သာ load yandero baro ဆိုတဲ့ဟာတွေကိုကျွန်တော်အကုန်ရပါရဲ့ဆရာဟူတန်ကျောင်းမနေကလေးကဒါတွေအလုံးကိုကျွန်တော်အလွတ်ရခဲ့တာပါတခါတလေမှာစာရေးစာကုန်းလေ့ကျင့်ရတာ လောက်ကလွဲလို့အင်္ဂလိပ်စာမှာကျွန်တော်ဒီလောက်မစိုးစားလိုက်ရပါဘူးဆရာဆရာကကျွန်တော်ပြောတာကိုနားမထောင်ဘူးဆရာဟာဒီလိုပဲလူတယောက်ပြောရင်သူတွေးချင်ရကိုတွေးနေတယ်သူများပြောနေတဲ့စကားတွေ သူနားထဲကိုရောက်ချင်မှရောက်တာမင်းကငါတမိုင်းမှာအကြပေးလိုက်တယ်မင်းကတမိုင်းကိုတလုံးမှမသိဘူးဟုတ်ပါတယ်ဆရာတလုံးဆိုတလုံးမှမသိဘူးဆရာကထပ်ပြောတယ်ကျွန်တော်စိတ်ထဲမှာလည်းတော်တော်ခမင်းသွားတယ်ဘယ်နဲ့ဗျာဟုတ်ပါတယ်လို့ကိုကဝန်ခံပြီးကမှနင်းကန်ပြီးထက်ကတလေလေပြောနေတယ်ဆိုတော့အောက်တာပေါ့ဆရာကတော့ဒုရီယအကျင့်နေမကဘူးဗျနောက်တစ်ချိန်ထပ်ပြောလိုက်သေးတယ် တလုံးဆိုတလုံးမှမသိဘူးစာတင်နှန်းတစ်ပတ်လုံးမှာတမိုင်းစာအုပ်ကိုဖွင့်အောင်ကြည့်မှကြည့်ရလားမသိဘူးစာအုပ်ကိုကောက်မှကန်ရလားမမပြောစမ်းနှစ်ခါလောက်တော့ဟိုလန်တီလန်လှမ်းမှုပါလေဆရာကျွန်တော်ကလည်းအလိုက်ထိုက်ပြောရတာပေါ့ဆရာကသူ့တမိုင်းဘာသာရက်ဆိုရင်အရန်တမှုထားတယ်ဒီတော့သူ့စိတ်ကျဉ်းနှံ့အောင်အလိုက်ထိုက်တော့ပြောရတော့တာပေါ့လေဘာလှမ်းကြည့်တယ်ဟုတ်လားတော်တော်ဟုတ်တယ်ကောင်မဲတော် ဟောဟူဘီရိုဘောကဖိုင်တွဲပုံပေါ်မှာမိကုံးစာရွက်ရှိတွေ့ယူကြည့်စမ်းဒါကတော့ကျွန်တော့ကိုတက်တက်မဲ့ဂျောင်းပိတ်တာပဲဒါပေမဲ့မတက်နိုင်ဘူးနိထားသွားပြီးဘီရိုဘောကမိကုံးစာရွက်ကိုယူပေးရတာပေါ့ယူပေးပြီးအုတ်ခုံကြီးလိုမာကျောနေတဲ့တွေ့အိမ်ရာပေါ်မှာကျွန်တော်ပြန်ထိုင်နေဆရာကိုနှုတ်ဆက်ဖို့လာမိတာမှားပြီလေမှတ်ကြရောဆရာကိုနှုတ်ဆက်ခြင်းနဲ့ကောင်ဘယ်နဲ့ရှိစဆရာဟာကျွန်တော်အဖြေစာရွက်ကိုတီကောင်ကင်တလို့မေးရသေးရဲ့ကင်လိုက်တယ် အေချစ်လူမျိုးတွေအကြောင်းကိုနိုဝင်ဘာ၄ရက်နေ့ကစပြီးဒီဇင်ဘာ၂ရက်နေ့အထိတို့တင်ပေးခဲ့တယ်။အရေးကြီးလို့ဒီလောက်အသေးစိတ်တင်ခဲ့တာကွခုတော့မင်းကမဖြေမနေရအမှတ်ပြစ်ပေးမယ့်အပိုင်းမှာသွားမဖြေဘူး။အပိုအစင်းအနေနဲ့သွားဖြေတယ်။မင်းရထားတာကိုလည်းနားထောင်ဖတ်ပြရအောင်မလား။နေပါစေဆရာရပါတယ်။ဒါပေမဲ့မရဘူးခမဆရာကဖတ်ပြတယ်။ဆရာသမားများဟာဒီလိုပဲ။ သူတို့လှုပ်ချင်ပြီဆိုရင်ဘယ်တော့မှတွတ်တာလို့မရဘူးလှုပ်ကိုလှုပ်ရမှဘာတက်နိုင်မှာလဲကျွန်တော်လဲထိုင်ပြီးသူဖက်ပြတာနားထောင်နေရတာပေါ့ဇရာကကျွန်တော်ကိုတက်တက်အချင်းဖောက်နေရလေအစ်ချစ်လူမျိုးများသည်အာဖရိကမြောက်ပိုင်းတွင်နေထိုင်လျက်ရှိသဖြင့်ရှေးဟောင်းကော်ကေးဆက်မျိုးနွယ်စုတစ်ခုဖြစ်ပါသည်အာဖရိကတိုက်သည်ကမ္ဘာအရှေ့ဘက်ကျမ်းတွင်အကြီးဆုံးပရဝီတိုက်ကြီးတစ်တိုက်ဖြစ်ပါသည်ကျွန်တော်ရေးချင်ရရေးထားတာကို ကျွန်တော်ကထိုင်ပြီးနားထောင်နေရတယ်။ဆရာကကျွန်တော်ကိုတိတ်ခါချနေရလေ။အမျိုးမျိုးသောအကြောင်းများကြောင့်အီဂျစ်လူမျိုးများသည် ကျွန်တော်တို့အတွက်စိတ်ဝင်စားဖွယ်ကောင်းပါသည်။အီဂျစ်လူမျိုးသည်အလောင်းများကိုရာစုနှစ်ပေါင်းများစွာကြာသည့်အထိပုတ်တိုးခြင်းမရှိအောင်မြည်သောမြည်ပုံစီမံထားသည်ကိုခေတ်သစ်တိတ်ပံပညာစုစည်းလျက်ရှိပါသည်။ချိုဘီဟိနီသည်၂၀ရာစုနှစ်တိတ်ပံပညာကိုစိန်ခေါ်လျက်ရှိပါသည်။ ဆရာကစာဖတ်တာကိုရှက်လိုက်ပြီးကျွန်တော်အဖြေစာရွက်တွေကိုအောက်ချထားလိုက်တယ်ကျွန်တော်ဆရာကို မုန်းတလို့လို့ဖြစ်လာတယ်မင်းရဲ့မဟာစာစီစာကုန်းကြီးကဒီတင်ဆုံးသွားတယ်ကွာလို့ထက်လန်လောင်ပြောတယ်ဒါပေမဲ့အောက်ဆုံးမှာငါ့ကိုလိတ်တက်ပြီးစာရဆောင်ပန်းလိုက်သေးတယ်ကွာလို့လည်းလှောင်လိုက်သေးတယ်လူကြီးတွေလှောင်တာပြောင်တာမြင်ကျွန်တော်တကယ်ခံပြင်းတယ်အဖိုးကြီးကတကယ်ကြည်ကြတယ်ဒီလောက်အရွယ်အဖိုးကြီးတွေ ဒီလောက်ကြီးကြလိမ့်မယ်လို့ကျွန်တော်နည်းနည်းမှမချင်မိဘူးဟုတ်ပါတယ်ဆရာကျွန်တော်မှတ်မိပါတယ်သူကရှေ့လျှောက်ဖက်ပြနေမှဆိုလို့ကိစ္စပြစ်အောင်မြင်မြန်ပြောလိုက်ရတယ်ဒါပေမဲ့မင်းအဖို့ခမရဲ့ပြောက်အိုးဖောက်တယ်လို့တော်တော်ပူညာခြင်းနဲ့အဖိုးကြီးသူကအတန်ထွက်ပြီးကျွန်တော်စာကိုဖတ်ပြတယ်ဆရာခမရဤချစ်လူမျိုးများနဲ့ပတ်သက်၍ကျွန်တော်တည်တည်များဖြစ်ပါသည်ဆရာရေးပို့ချချက်များသည် စိတ်ဝင်စားဖို့ကောင်းတော်လေရှေးဟောင်းအီဂျစ်လူမျိုးတို့အကြောင်းမှာဘာများစိတ်ဝင်စားဖို့ကောင်းသည်ဟုမချင်ပါကျွန်တော်ဒီအင်္ဂလိပ်စာမှာအပကျန်ပါတာအားလုံးကိုကြာရှုံးအောင်ဖြည့်ခဲ့သည့်အတွက်ကျွန်တော်ကိုဆရာဆောင်မှုပွဲချလျင်ချနိုင်ပါသည်ဆရာရဲ့တပည့် holding coffee ဆရာဟာကျွန်တော်အဖြေစာရက်တွေကိုချပြီးကျွန်တော်ကိုစိုက်ကြည့်နေတယ်ခမကျွန်တော်အဖြေလွာကိုဖက်ပြတဲ့အတွက် ဆရာကိုကျွန်တော်နည်းနည်းလေးမှမကျေနပ်ဘူးကျွန်တော်သာဆရာဆိုရင်ဖက်ပြမှာမဟုတ်ဘူးခရောမဟုတ်ဘူးဗျကျွန်တော်ကိုခေါ်ပြီးရှေ့မှာကြောင်တောင်ထားနားထောင်ခိုင်းဖက်ပြပြီးလှောင်နေကျွန်တော်ကတော့ကျွန်တော်ကိုဆောင်မပွဲချရင်လေသူကြည်ကြည်နက်နက်ချပါစေဆိုပြီးစေတနာနဲ့ရေးလိုက်တာဆောင်ပွဲချတဲ့အတွက်ငါ့မှာအဖြစ်ရှိသလားငါတပည့်မရှိပါဘူးဆရာမှန်ပါတယ်ကျွန်တော်အဖြေလွာကိုဖတ်ပြီးသူ့ကတင်ပေါ်ကိုလှမ်းပြစ်တင်လိုက်တယ် ဒီတစ်ခါမှလည်းစာရွက်တွေကကရင်ပေါ်ရောက်မလာဘူး။ကျမ်းပြပေါ်ကိုကျသွားတယ်။ဒါနဲ့ကျွန်တော်ကပဲကောက်ပြီးကရင်ပေါ်မှာရှိတဲ့ Adelante လစင်မဂ္ဂဇင်းပေါ်ကိုကျင်းလိုက်ရတယ်။နှစ်မိနစ်တခါလောက်ဒီလိုလှုပ်ပေးနေရတာကိုကျွန်တော်စိတ်ညစ်လာပြီဗျာ။မင်းသာငါနေရာရောက်ရင်ဘာလုပ်မလဲတပည့်။ဆရာကိုမှန်မှန်ပြောစမ်းဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကိုဆံမပွဲချရတဲ့အတွက်စိတ်ကောင်းပုံတော့မင်းရဘူး။ဒါနဲ့ကျွန်တော်ကဆရာကိုကြည့်ရင် ကျွန်တော်ဟာမလိမ္မိုးမလိမ္မာမှုအတွင်းနှုံချတဲ့အကြောင်းဘာညာစသဖြင့်ပြောပြတယ်။ပြီးတော့ကျွန်တော်ဟာသူ့နေရာရောက်လို့ရှိရင်ဒီလိုပဲလုပ်မှာဖြစ်တဲ့အကြောင်းဆရာဆိုတာစီကံတင်ကျက်ရမှာဖြစ်တဲ့အကြောင်း။ဒါကိုလူတွေကနားမလည်နိုင်ကြောင်းစသဖြင့်ရှောက်ဖြန်းတာပေါ့ဗျာ။တော်တော်တော့ရေစရာကောင်းတယ်။ကျွန်တော်ဒီလိုသူနဲ့စကားပြောနေလို့သာပြောရတယ်။စိတ်ကတော့တခြားကိုရှောက်နေတယ်ခင်ဗျ။ကျွန်တော်နယူးယောက်မှာနေခဲ့တော့ကမကြာခဏရောက်ဖူးလို့ မြို့လေပန်းချံကြီးကိုသွားတရရနေတယ်။ဟုတ်တယ်။ခုတစ်ခေါက်ကျွန်တော်အိမ်ပြန်ရောက်ရင်ပန်းချံကြီးတဲကရေကန်ကလေးထဲမှာရေတွေခဲနေရောမယ်။ရေကန်ထဲမှာရေခဲရင်ဘဲကလေးတွေဘဲကို သွားနေကြပါလိမ့်။တယောက်ယောက်ကထွက်ကားကြီးနဲ့ရောက်လာပြီ။ဘဲလေးတွေကိုတလိမ့်ဆန်ယုံလို့ဘဲရို့ကိုတပ်ပို့ကြပါလိမ့်မယ်လို့တွေးမိတယ်။ဒါမှမဟုတ်လေတခြားကိုပြန်သွားကြမှာပဲလို့အထွေရောက်နေမိတယ်။တော်တော်ဆန်းနေနော်။ ဆီယန်နဲ့စကားပြောရင်တပြိုင်နက်ထဲမှာပဲကျွန်တော်စိတ်ဟာဘဲကလေးရီစီကိုရှောက်နေတယ်။ရေစရာလဲကောင်းတာ။ဘလို့ပဲဖြစ်ဖြစ်ကို့ဆရာတယောက်နဲ့စကားပြောရတာဆိုတော့တိတ်စင်းစားမနေရပဲပါဇက်ထဲတွေ့ရပြောလိုက်လို့ရတယ်။မှားသွားလဲအကြောင်းမဟုတ်ဘူးလေ။ဆရာကလည်းသူ့မေးချင်တာတွေကို တလက်ဆက်မေးနေတော့မင်းမင်းစိတ်ထဲမှာဘလို့နေတယ်လဲဆိုတာတော့ငါသိချင်တယ်ကွာလို့ဆရာကမေးတယ်။ကျွန်တော်ကိုကြောင်ကထုတ်ပြတဲ့ကိစ္စကိုပြောတာလားဆရာ။ သူ့ရင်ဘတ်ဟောင်းလောင်းကြီးပေါ်နေတော့သူ့အင်ကြီးကိုစွဲပြီးဖုံးပစ်ချင်လိုက်တာလေအဖိုးကြီးမြန်ရင်ဘတ်ကနန်ယိုကျွတ်တို့ကြတဲ့နဲ့ရင်ဘတ်ဟောင်းလောင်းကြီးဖြစ်နေတော့ကြည့်လို့မကောင်းလှဘူးပေါ့ဗျာငါထင်တော့ဟူတန်ကျောင်းနဲ့အက်ကတန်ကျောင်းတုံးကလည်းမင်းဒီလိုပဲလုပ်ခဲ့မှာပဲနေခဲ့မှာပဲလို့ထင်တယ်အက်ကတန်ကျောင်းတုံးကတော့ဒီလိုမဟုတ်ပါဘူးဆရာကျွန်တော်ဆောင်းပွဲကြလို့ကျွန်တော်ခံရတာမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ကမနေချင်လို့ထွက်ခဲ့တာပါ ဘာဖြစ်လို့ထွက်လာခဲ့တာလဲပြောရရင်တော့အရှိကြီးပဲဆရာဇလန်းကခက်ရှရှုံရင်ဒီအကြောင်းတွေဆေးရကိုကျွန်တော်ပြန်မပြောပြချင်းဘူးပြောရင်လေ तू နားလည်နိုင်မှာမဟုတ်ဘူးတကယ်တော့သူ့ကိစ္စလည်းမဟုတ်ဘူးကျွန်တော် အက်ကတန်ចောင်းကထွက်လာတဲ့အဓိကအကြောင်းရင်းကအဲ့ဒီចောင်းကပကတနာတွေများလွန်းလို့ထွက်လာခဲ့တာတခြားဘာကြောင့်မှမဟုတ်ဘူးဥပမာចောင်းဆရာကြီးဆိုရင် တိတ်ဟိတ်ဟန်များတယ်တိတ်အပေါ်ရင်ကြတယ် ခုပင်စစ်ကြောင်းအုပ်ကြီးဟိတ်ဟန်များတယ်ဆိုတာကဘာမှမဟုတ်သေးဘူးအကတန်ကြောင်းအုပ်ကြီးနဲ့စာလိုက်ခလေးကစားစရာလောက်ပဲရှိမယ်ဥပမာတနင်္ဂနွေနေ့မှာဆိုရင်မိဘတွေကသူတို့သားသမီးတွေကိုကြောင်းဆောင်မှလက်တွေ့ကြတယ်ဆရာကြီးကလာတဲ့မိဘတိုင်းကိုလက်ဆွဲနှုတ်ဆက်တယ်မျက်နှာကိုပြုံးချူနေတာပဲကျောင်းသားမိဘကငွေကြေးတက်နိုင်တဲ့အထက်ကကြွယ်ဖို့ကြွယ်ဝအထက်ကဆိုရင်အရေးတွေကိုတိတ်လို့တာပဲ။ စစ်စင်ရေရေနွဲ့နွဲ့ပပထဲကဆိုရင်ဝှကြည်တန့်ကြည်လောက်ပဲနှုတ်ဆက်တယ်။ဒါရီမင်းကျွန်တော်ယင်ထဲမှာတိတ်ခံပြင်းနေ။ဒါနဲ့ကျွန်တော်အက်ကဒန်ကထွက်လာရတာတခြားဘာကြောင့်မှမဟုတ်ဘူး။ဆရာကနောက်ထပ်ကျွန်တော်ကိုဘာရီမင်းနေတယ်မသိဘူး။ကျွန်တော်လည်းနားရှံနေပြီ။အက်ကဒန်ကြောက်ဆရာကြီးအကြောင်းကိုအတွေးဝင်နေမိတယ်။ခမရ။ကြောင်းကထွက်ရတာမင်းမရှက်ဘူးလား။ရှက်တော့ရှက်တာပေါ့ဆရာ။ဒါပေမဲ့တိတ်တော့လည်းမရှက်လာပါဘူး။ နောင်တော့မပြောတတ်ဘူးပေါ့ဆရာခုလောလောဆယ်တော့ចောင်းကထွက်ရလို့လဲကျွန်တော်မှဘာမှမထိခိုက်ပါဘူးခုចောင်းမှမနေရတော့ဘူးဆိုရင်အင်ကိုပြန်ယုံပေါ့ကျွန်တော်ဗုဒ္ဓဟူးနေ့မှာအိမ်ပြန်မလို့ဆရာကျွန်တော်လူမမေပဲရှိသေးတာမင်းတော်ရဲ့အတွက်မင်းမစိုးရိမ်ဘူးလားစိုးရိမ်တော့စိုးရိမ်မိတာပေါ့ဆရာဒါပေမဲ့တိတ်ကြီးစိုးရိမ်ကြောက်ကြတော့လည်းမဖြစ်ပါဘူးဆရာအေးခုမစိုးရိမ်သေးပေမဲ့နောက်ကြတော့မင်းစိုးရိမ်တက်လာလိမ့်မယ်တပည့်အဲ့ဒီတော့နောက်ကြသွားပြီ ျွန်တော်ကသူပြောတဲ့စကားတွေကိုနားသာထောင်နေရတယ်။နားထိုင်လည်းမဝင်ဘူး။ငါတပိလိမ္မာမပေါ့ကွာ။ငါတက်နိုင်တယ်များတော့ကုညင်ချင်ပါတယ်။ဟုတ်ပါတယ်။သူကကုညင်ချင်တယ်။သူ့စေတနာကိုကျွန်တော်လေးစားပါတယ်။ဒါပေမဲ့သူဘာမှမကူညီနိုင်ဘူး။ဘယ်မှကူညီနိုင်ပါမလဲ။ကျွန်တော်နဲ့ဆရာဟာတောင်ဝင်ရိုးစွန်းနဲ့မြောက်ဝင်ရိုးစွန်းလိုခြားနားနေတာကိုဟုတ်ပါတယ်ဆရာ။ဆရာစေတနာကိုကျွန်တော်ယုံကြည်ပါတယ် လေးလေးလေးစားပါတယ်အဲ့ရဘောကကျွန်တော်ထိုက်ရလိုက်တယ်နောက်ထပ်10မိနစ်လောက်တောင်မထိုင်ကျင်တော့ဘူးကို့လူကြီးနောက်10မိနစ်လောက်ဆက်ထိုင်ရင်သေးလိမ့်မယ်ထင်တယ်ကျွန်တော်သွားတော့မယ်ဆရာအားကစားရုံထဲမှာကျွန်တော်ပစ္စည်းတွေတင်းစရာရှိသေးတယ်ဆရာဟာကျွန်တော်ကိုမော့ကြည့်ပြီးစိတ်မကောင်းတဲ့အမူအရာနဲ့ခေါင်းတညင်ညင်လှုပ်နေတယ်ကျွန်တော်လည်းသူ့အတွက်စိတ်မကောင်းပါဘူးဒါပေမဲ့ကျွန်တော်ဒီနားမှာထိုင်နေလို့မဖြစ်သေးဘူးလေး ကျွန်တော်မှတင်းစီရဆဲစီရပစ္စည်းတွေရှိသေးတယ်။ပြီးတော့သူပစ္စည်းတစ်ခုခုကိုကုတင်ပေါ်တင်တိုင်းအောက်ကျလို့ကောက်ပေးနေရတာမျိုးကိုလည်းမလုပ်ချင်ဘူး။ရေချိုးဝူယုံကြီးဖွေးရုပ်ဖျားနေနေတာကိုလည်းမကြည့်ချင်ဘူး။သူ့အခန်းထဲကဘေးပရုပ်စင်းနဲ့ကိုလည်းမခံချင်တော့ဘူး။ကျေးဇူးတင်ပါတယ်ဆရာ။ကျွန်တော်အတွက်ဒီလောက်လည်းစိတ်မပူပါနဲ့။အချိန်တန်တော့အထရောက်တော့ဖြစ်သွားမှာပါ။ဒီပြင်လူတွေလည်းဒီလိုပဲအခက်ခဲတွေကိုဖြစ်ကြော်ပြီးအချိန်တန်တော့လည်းအထရောက်ဖြစ်သွားကြတာပါပဲ။ ဒါတော့ငါလည်းမသိဘူးဒီလိုဆင်ဝိရှောင်ရင်ပြောတာမျိုးကျွန်တော်အရှမ်းမုန်းတယ်ဟုတ်ပါတယ်ဆရာဒီလိုပဲဖြစ်သွားကြတာပါပဲကျွန်တော်အတွက်ဒီလောက်မပူပါနဲ့မတော်ခင်ချောကလက်ပူပူကလေးတစ်ခွက်လောက်တောက်သွားပါအောင်လားမင်းဆရာကတော့ကတော်ပြီဆရာကျေးဇူးတင်ပါတယ်အားကစားရုံမှာကျွန်တော်အားကစားပစ္စည်းတွေတင်ဆက်ရှိသေးလို့ပါပြီးတော့ကျွန်တော်နှုတ်ဆက်တယ်ဆရာကကျွန်တော်ကိုဆုံးမဩဝါဒတွေပေးတယ်ကျွန်တော်ဆရာအတွက်စိတ်မကောင်းအောင်တကယ်ပါ ဆရာကျမရေလက်ကယူဆိုင်ပါဆရာအေးအေးကဲတော့ပြီတော့တပည့်ဆရာအခန်းတကားကိုကြောပေပိတ်ဖြစ်ခဲ့ပြီအေကန်ဘက်ကိုရှောက်လာခဲ့တယ်ဆရာကျွန်တော်ကိုလှမ်းအောင်ပြောတယ်ဒါပေမဲ့ကျွန်တော်ကောင်းကောင်းမသေးခွဲလိုက်ဘူးငါတပည့်ကံကောင်းပါစေကွာလို့ပြောလိုက်တယ်ထင်တာပဲကျွန်တော်ကတော့သူများအတွက်ဒီလိုဘယ်တော့မှပြောလို့မရှိဘူးကံကောင်းပါစေလို့ဘယ်တော့မှမပြောဘူးကိုကံမကောင်းအကြောင်းမလားဖြစ်နေချိန်မှာ ဒီစကားဟာတော်တော်နားခါဖို့ကောင်းတဲ့စကားရှင်နေအတွက်အပိုင်းနှစ်ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။နောက်ဆက်ပြီးခဲ့သူတော်လန်ကလစ်ကတူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။တော်လန်ကလစ်ကများအားလုံးပဲပြီးခင်ကြမှာပါစေရှင်။